အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းလွတ်တော်နေရာကိုပြည်ထောင်စုလွတ်တော်အဖြစ်အသုံးပြုဖို့စစ်ကောင်စီပြင်ဆင်နေတဲ့ဆိုတဲ့သတင်းမှာအင်အားပြင်းငလျင်ကြောင့်နေပြည်တော်မှာရှိတဲ့အမျိုးသားလွတ်တော်ပြည်သူလွတ်တော်နဲ့ပြည်ထောင်စုလွတ်တော်အဆောက်အဦတွေပြည့်စည်ကြတာကြောင့်ရန်ကုန်တိုင်းလွတ်တော်အဆောက်အဦကို ပြည်ထောင်စုလွတ်တော်အဖြစ်ရရအသုံးပြုဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့စီရင်ဝန်ထမ်းတွေစီကနေသိရပါဗျာ စကောင်စီဟာမလ28ရက်နေ့ကလှောက်ခွက်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နေပြည်တော်မှာရှိတဲ့အမျိုးသားလွတ်တော်ဖီရုလွတ်တော်နဲ့ပြည်ထောင်စုလွတ်တော်အစအဦးတွေဟာကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့ဆိုပေမဲ့လွတ်တော်ကျင်းပဖို့အတွက်အကြီးစားပြင်ဆင်မှုတွေလိုအပ်နေတာကြောင့်သူတို့လှုပ်ဆောင်မှုပြင်ဆင်နေတဲ့ရွေးကောက်ပွဲပြီးမှရန်ကုန်တိုင်းလွတ်တော်ကိုပြည်ထောင်စုလွတ်တော်အဖြစ်ရရည်အသုံးပြုဖို့ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါဗျ။ဝန်ထမ်းတွေနဲ့ပစ္စည်းတွေကိုပို့ထားပြီးရန်ကုန်တိုင်းလွတ်တော်က အကောင်ပြင်ဆင်ထားပြီးသားမို့ရန်ကုန်ကိုပြောင်းဖို့လုပ်နေတာဝန်ကြီးတွေလွှတ်တော်လာဖို့ကလည်းအရင်ကတည်းကစဉ်ကြံလန်းရှိပြီးသားလေလို့ CDM လွှတ်တော်ဝန်ထမ်းတအိုးကပြောပါရယ်အစအုပ်လိုအပ်ချက်အရအမျိုးသားလွှတ်တော်နဲ့ပြည်သူလွှတ်တော်ကိုရဲချားစီကျင်းပနိုင်ဖို့ကိုလည်းအစီအစဉ်ရေးဆွဲနေတယ်လို့သိရပါရယ်လွှတ်တော်ကိုယ်စားလှယ်တွေတဲခိုးလို့ပဲအခက်အခဲရှိနေတယ်ဒါကလည်း အရင် AOR လွတ်တော်မှာလောက်တလို့အပြင်ကအစိုးရကအငှားချထားတဲ့ဟိုတယ်တစ်ခုခုကိုအသုံးပြုပြီးသဲခုပ်ဖို့ပြင်ဆင်နေတယ်။သူတို့ကရွေးကောက်ပွဲကိုမဖြစ်မနေကိုလှုပ်ဖို့လုပ်နေတာလို့အခြား CDM လွတ်တော်ဝန်ထမ်းတအိုးကလည်းပြောပါရယ်။စစ်ကောင်စီဟာသူတို့လုံဆောင်မဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပဖို့မလွယ်ကူတာကြောင့်မြို့အလိုက်တိုင်းနဲ့ပြည်နယ်အလိုက်ကာလအပိုင်းချခွဲကြပြီးလှုပ်ဆောင်မှုပြင်ဆင်နေတယ်လို့လည်းဆိုပါရယ်။သူတို့က electronic mail ဘေးဆက်ကိုအသုံးပြုမှာ အရင်လိုတနိုင်ငံလုံးတပြိုင်နက်တည်းမကျင်ပါဘူးတမျိုးချင်းစီလိုက်သူတို့လှုပ်ဆောင်မှာနိုင်ငံရေးပါတီတွေကိုသူတို့ဆွေးနွေးပြီးသားပါတရင်မထောက်ပြန်သေးပဲသူတို့လှုပ်နေတာလို့ပြည်သူပါတီကောင်ဆောင်ပိုင်းတွေနဲ့နီးစပ်တူတို့ကလည်း CJ platform ကိုပြောပါရယ်စစ်ကောင်စီဟာ အခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့အထက်ထက်အခါကပြောဆိုနေပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့မြောင်းနှပင်းစခန်းကိုလည်းပြင်ဆင်ရှင်းလင်းမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့အဲ့ဒီအကြောင်းကိုသိရှိထားသူတွေစီကနေသိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ